Here it is. My birthday is on May 12th. For my birthday, I want my parents to buy me a laptop. I already have a desktop computer, but it's very old. It takes up a lot of space and I can't carry it to school. The laptop I want is very convenient, so I can carry it wherever I go. It also helps me share information, study online, and store a lot of documents. It's much better than my old computer. I really want a laptop for my birthday. All right အဲ့ဒါကတချို့လို့ရှိမှ practice လုပ်ခဲ့တဲ့ sentence တွေကိုပြန်သုံးပြီးတော့ဒါ paragraph လေးဖန်တီးထားတာဖြစ်တယ်ဒီ channel တူတူလိုက်ပြီးတော့ရေးကြည့်ရအောင်တကယ်လို့ရှိမှဝါကြတိဆောက်တဲ့ video file လေးကိုမကြည့်ရသေးဘူးဆိုရင်ဒါလေးကိုအရင်ကြည့်ကြည့်နော်အခုကတချို့တို့ဒါ part 2လေးပေါ့ဆိုတော့တချို့တို့ဒီ information နှစ်ခုပေါ်မူတည်ပြီးတော့ကိုလိုချင်တဲ့လက်ဆောင်ကိုတစ်ဖက်လိုဝယ်ပေးခြင်းစိတ်ပေါက်လာအောင်ရေးတဲ့ paragraph မျိုးဖြစ်ပါတယ်အဓိကတချို့ပြောတဲ့ reason နှစ်ခုရှာပါဆိုတာလေနော်အဲ့ဒါလေးရှာပြီးပြီဆိုရင်အခု sentence လေးတွေလည်းရေးထားပြီးပြီဆိုရင်အခုတစ်ခါလေး practice လုပ်ရအောင် so my birthday is on may 12th Mila, Sunny ဖြစ်ပါတယ် For my birthday I really I want my parents to buy me a laptop so ကိုလိုချင်တာက laptop ဖြစ်တဲ့အတွက်ကြောင့် laptop will be easy, ဝယ်ပေးစီချင်တယ် so I already have a desktop computer but it's very old အရင်ဟောင်းနေပြီပေါ့နော် desktop computer တော့ရှိရဲဒါပေမဲ့အရင်ဟောင်းနေပြီဒါဆိုကိုစီမာလေးပစ္စည်းအဲ့ဒါနဲ့ခက်ဆင်ဆင်တော့ရှိတယ်ဒါပေမဲ့အဲ့ဒါကတော့ဒါဟောင်းနေပြီဒါမလို့ရှင်နှီးနေပြီဟန်းနေပြီဒါမျိုးကိုကဒီ sentence လေးကိုပြောင်းလဲလို့ရပါတယ် and it takes, it takes up a lot of space and I can't carry it to school ဆိုတော့ desktop computer ကြနေရာအများကြီးယူတယ်ပြီးတော့အဲ့ဒါအကြောင်းအရလည်းတည်သွားလို့မရဘူးလीနော် so the laptop i want is very convenient so i can carry it wherever i go ဆိုအရင်လည်း convenient ဖြစ်တယ်လိုချင်တဲ့ laptop လေးကကြတော့အဲ့တော့ဘယ်ဘဲတော့တော့တည်သွားလို့ရတယ်ဒါဆိုတစ်ချက်ပြောပြချင်တယ်တစ်ချက်ရဲ့တစ်ချက် laptop ကိုလိုချင်ရတဲ့အကြောင်းပြချက်တစ်ကဒါ เนาะဘာလို့လဲဆိုတော့အိမ်မှာရှိတဲ့ computer တွေကကြတော့အကြောင်းကိုတည်သွားလို့မပြေဘူးဒါဆိုအခု laptop လေးလိုယူဝယ်ယူလိုက်မယ်ဝယ်လိုက်မယ်ဆိုလို့ရှိရင်ဘယ်ကိုသွားသွားတည်သွားလို့ရတယ်အကြောင်းလည်းတည်သွားလို့ရပြီပေါ့เนาะအဲဒါဆိုတစ်ချက်ရဲ့ reason တစ်ကပါအဲဒါလိုမျိုးလေးเนาะဒါဆိုရင်ကိုယ့်ရဲ့နောက်ထပ်ကိုယ့်ရဲ့ reason လေးရောဘာလဲပေါ့เนาะ ကဲနောက်ထပ်တစ်ချက်တစ်ချက်နောက် reason လေးတစ်ခုကကြတော့ it also help me share information study online and store a lot of documents so information တွေလည်းအများကြီး share လို့ရတယ်ကိုကစာရီလည်းလုပ်လို့ရတယ်အဲပြီးတော့ documents တွေအများကြီးကိုလည်း save ထားလို့ရတယ်ပေါ့နော်ဒါတစ်ချက်နောက်ထပ် reason နှစ်ခုအဲဒါဆိုတစ်ချက်လိုချင်တဲ့တစ်ချက်မွေးနေ့မှာလိုချင်တာလေးက laptop လေးဖြစ်ပြီးတော့တစ်ချက်လိုချင်တဲ့အကြောင်းပြချက်နှစ်ခုကတော့ဒါတွေအကြောင်းဖြစ်ပါတယ်ဒါဆိုကိုကရောဘယ်အတွက်ကြောင့်မလို့ဘာပစ္စည်းလေးကိုလိုချင်တာလဲလိုချင်တဲ့အကြောင်းပြချက်တွေကဘာလဲ so it's much better than my old computer i really want a laptop for my birthday so ကိုရဲ့ဒီ computer အဟောင်းထက်ဆိုင်တော့ပိုကောင်းတာပေါ့နော်အဲဒါဆိုရင်ကိုကဒီ laptop လေးကိုတကယ်လို့လိုချင်ပါတယ်ဆိုရဲ sentence လေးနဲ့ပြန်ပြီးတော့ပြေးလိုက်ပါတယ်ရှင်ကဲဒါဆိုရင်ဒါ persuasive writing basic level အသေးစားလေးဖြစ်ပါတယ်ကိုလိုချင်တဲ့ပစ္စည်းလေးရှိတယ်ဆိုရင်လည်းတစ်ချက်ရှိမှာချပေးထားတဲ့ guideline လေးအတိုင်း ကောမွေးနေ့ကြောင်းမလို့လိုချင်တာမဟုတ်ဘူး new year ကြောင်းလိုချင်နေဆိုလဲ new year ကဘယ်နေ့ဖြစ်တယ်အဲ့ဒီ new year အတွက်ဘသူ့ကိုဘာဝယ်ပေးစေချင်တယ်ဆိုတော့ဝယ်ပေးစေချင်ရတဲ့အကြောင်းပြချက်1ကပါအကြောင်းပြချက်2ကပါဆိုတော့အကြောင်းပြချက်2ခုဒါမှမဟုတ်အကြောင်းပြချက်3ခုလောက် ਨੇ ဒါတစ်ဖက်သားကဝယ်ပေးချင်စိတ်ပေါက်လာအောင်ဒီကျတော့ persuasive writing လေးကိုအတူတူရေးကြည့်ရအောင်ရှင်